ဆက်ပေးမဲ့သတင်းကတော့ဘက်စကားရေမောင်းအပြော်သွားကရေတိုက်မှုဖြစ်ပြီးဆယ်ဦးသေဆုံးခဲ့တဲ့သတင်းဖြစ်ပါတယ်။ဘက်စကားရေမောင်းတအူဘက်စကားမောင်းနေနေအပြော်သွားတာကြောင့်အခြားကားတွေကိုဝင်တိုက်မိပြီးဆဲဥကြီးဆုံးခဲ့တဲ့ဖြစ်စဉ်တည်းရဲ့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာဖြစ်ပွားခဲ့လို့သိရပါဗျ။မနီလာမြို့အနီးမှာရှိတဲ့အမြန်လန်းပေါ်မှာရေတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးရေတိုက်မှုဖြစ်ပွားချိန်မှာဘက်စကားရဲ့မြေနှုန်းဟာတနာရီကီလိုမီတာ100နှုန်းရှိခဲ့တယ်လို့သိရပါဗျ။ ။ရှင်မောင်းအိပြော်သွားတဲ့ဘက်ကက SUV လူစီကားတစ်စီးနဲ့ကိုရီနာကားတစ်စီးတို့ကိုဝန်တိုင်းမိခဲ့တာဖြစ်ပြီးဒရာရရှိသူ30ဦးရှိခဲ့တယ်လို့ဖိလစ်ပိုင်ကိုလံပို့ဆောင်ဦးစီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရှင်မောင်းကိုရိုင်းကအိမ်ရောက်သွားခဲ့တယ်လို့ဝန်ခံခဲ့ပြီးရဲတပ်ဖွဲ့ကဖက်စီထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာဘတ်စကားတွေအပါအဝင်အများပြည်သူနဲ့ဆိုင်တဲ့မော်တော်ယာဉ်တွေကိုမောင်းနေတဲ့ယာဉ်မောင်းအချို့ဟာအရက်တင်စားတောက်ထားတာနဲ့ငွေရစိဘသုံးဆက်တာတွေလုဆောင်နေတာကြောင့်ရေပြိုဆောက်မှုတွေဖြစ်ပွားခဲ့ရလို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့ညဉ့်ညဉ့်အားပြပို့လာတာပါ။